ဒီညမှာရှင်ပြိုင်သားမယ်အက်သလစ်ဘီဘာအိုနဲ့ပွဲတင်မှာမန်ချက်စတာယူနိုက်တက်တို့ဘလို့ပွဲထွက်လာနိုင်ပါသလဲမင်္ဂလာပါခင်ဗျာကိုခိုင်းစတာဖတ်ဘောရှိုးကနေကြိုးစားပါရစေကျွန်တော်ကိုခန့်ပါဒီညတနအိခွဲမှာရှင်ပြိုင်ကစားမယ်ယူရိုပါလိဆီမီဖိုင်နယ်ဘီဘာအိုနဲ့ပွဲတင်မှာမန်ယူနိုက်တက်တို့ရဲ့ပွဲထွက်လူစည်းရဲ့ပတ်သက်ပြီးတော့နောက်ဆုံးရ သတင်းအချက်အလက်တွေကိုအခြေခံသုံးသပ်ဆွေးနွေးမှုပြုလုပ်သွားမယ်အထူးသဖြင့်တော့ဘယ်ကစားသမားတွေပွဲမှာပါလာမှုရှိတယ်လဲဒဏ်ရာပြဿနာဘယ်သူတွေရနေတယ်လဲအရင်ရေးကြည့်ရဗျအတင်းရဲ့ပွဲထွက်လူစီရင်ကတောင်တင်းနေကမှအားကိုးရတဲ့ကစားသမားတွေ fit ဖြစ်နေကမှပြိုင်ဘက်အတင်းကိုကစားလို့ရမယ်အခြေအနေမျိုးပါရွေးတဲ့ကစားသမားအများစုသည်ပွဲပန်းထားတယ် ၃ဆရာလူကလည်းဒီလူပဲရှိတယ်။ squad up လုံးဝမဖြစ်ပါဘူး။နောက်ဆုံး Bruno Fernandes လိုမျိုးအားကောင်းမောင်းတန်ကြိုးကြိုးစားကစားပေးတဲ့ကစားသမားတော်မှပွဲပန့်မှုဒဏ်တွေမြင်နေရပါတယ်ခင်ဗျ။အဲ့ဒီညပွဲမှာ Amadia လို့ ိုဘီ900မာဒီယက်စ်ဒလစ်တို့ကပါဝင်လာဖို့အစောပိုင်းမှာမျှော်လင့်ထားပေမဲ့အခုနောက်ဆုံးသတင်းတွေမှာဆိုရင်ပါဝင်လာဖို့မရှိဘူးဆိုပြီးစပိုမူလရဲ့ဖော်ပြချက်အရသိရပါတယ်။အမတ်မပါဝင်နိုင်တာကလည်းအတော်လေးစိတ်ပျက်စရာကောင်းခဲ့တယ်လို့မာဒီယက်စ်ဒလစ်မပါဝင်မှုကလည်းပြဿနာအနည်းငယ်ရှိပါတယ်။ကစားသမားတစ်ယောက်လောက်ကိုပြောင်းလဲပြီးကစားပေးလို့အဆင်ပြေပေမဲ့နှစ်ယောက်သုံးယောက်လောက်ကို replace လုပ်ပြီးကစားနေရမယ်ဆိုရင်အလောက်ထိအဆင်ပြေမှုတွေရှိမှာမဟုတ်ပါဘူး။ဒါအပြင် LTB နဲ့ Heaven တို့ကလည်းဒီပွဲစဉ်ကိုလွဲချော်နိုင်ပြီးတော့ Diego Dalot ခြေတလုံးဒဏ်ရာရ ထားသလိုဂျိုရှွာဇက်ဇီကလည်းယာဒီဂုံထိအနားရွာဖို့ရှိနေတဲ့အတွက်ကြောင့်ဒီကစားသမားတွေကလည်းပေါင်တော့မဟုတ်ပါဘူး။လီချာကလည်းကာလာရှိအနားယူထားတဲ့သူဖြစ်ပါတယ်။ဆိုတော့ United ရဲ့ဒဏ်ရာကစားသမားတွေထဲမှာမဖြစ်မနေထည့်ရမယ့်အသင်းက crucial player ဖြစ်သတ်မှတ်ထားတဲ့ပလီယာတွေပါနေတယ်ဗျအထူးသဖြင့် Diego Dalot ပေါ့လူစင်းကတော်တော်လေးဝိနေပါတယ်ဆိုမှ Dalot ရဲ့ဒဏ်ရာရှိမှုက ပို့ပြီးတော့ဆိုးသွားတယ်ကန်ဆိုးမှသွားလေဟာမိုးလိုက်လို့ရွာပေါ့ဗျာပြီးခဲ့တဲ့တစ်ပတ်ဘုံမောင်းတဲ့ပွဲမှာကျွန်တော်တို့မြက်ဝါတင်နေမြင်တွေ့ခဲ့ရပါတယ်ဒီတစ်ပတ်ဝင်းမှာရှိနေတဲ့ဒေါကူတယောက်တည်းဘလို့နီးနေမှအဆင်မပြေဘူးဗျမဇရာဥရီကိုဝင်းဘက်အဖြစ်ထုတ်ဆော့ရင်မဲမဇရာဥရီကလည်းပွဲပန်းနေတဲ့ပုံစံမြင်နေရပါတယ်ဒီတော့ကြောင့်ဒီ right wing back နေရာမှာ Ruben Amore နေနဲ့ဘလို့အကောင်းဆုံး fit ဖြစ်အောင်အသုံးပြုမလဲ CB 3ယောက်နဲ့ဘလို့ချိန်ပြီးတော့အသုံးပြုမလဲဆိုတာတစ်ချက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့တစ်ဖက်က athlete ပြီးပါအောင်ကစားသမားအများကြီးတော့ထူထူတော့ပြော မနေတော့ဘူးဒါပေမဲ့လည်းအတင်းရဲ့အဓိကအားကိုးရတဲ့ကစားသမားတစ်ယောက် sunset ပေါ့နော်ပါဝင်မှာမဟုတ်တဲ့အတွက်ကြောင့်အနေငယ်တော့စိတ်အေးရပါတယ်ဘာကြောင့်လဲဆိုတော့ဒီကစားသမားဟာကွင်းလယ်မှာကစားပြီးတော့အတင်းတော့အကောင်းဆုံးပခုံးထမ်းပေးထားတယ်ဒါဘီဘာဝရဲ့ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်သူကတော့ပေါင်ပြဿနာကြောင့်ပါဝင်မှာမဟုတ်ပါဘူးဒီနေ့ဘောလုံးရာသီမှာဘီဘာအတင်းအတွက်ဒီကွင်းလယ်ကနေ16ကို sunset က သွင်းယူပေးထားပါတယ်အဲ့တော့တယောက်ဆိုလဲဆိုသလောက် United အနေနဲ့ဒီကစားသမားမပါဝင်မှုကအနှဲငယ်စိတ်အေးရမယ်လို့ထင်တယ်သို့တော့တခြားကစားသမားကောင်းတွေကတော့အများကြီးရှိတယ်ပေါ့နော် William ညီကို2ယောက်ဒါ့အပြင်နောက်ခံကစားသမားတွေမှာဆိုရင်လဲ Vivian လိုမျိုး Spain လက်ရွေးစဉ်အဆင့်ထိပါထားတဲ့နော် Defender တွေပါနေတယ်ဂိုးသမားဆိုလဲ Unai Simon တို့လိုဂိုးသမားမျိုးတွေဒါ့အပြင် Bilbao ကကျွန်တော်ရဲ့ပွဲချုပ်သုံးသပ်ချက်ထဲမှာလဲပြောပြီးသွားပြီဒီနှစ်ဘောလုံးရသည်မှာအိမ်ကွင်း3ပွဲပဲရှုံးတယ်ဒီထဲမှာ2ပွဲက Atletico Madrid နဲ့ Barcelona တို့လိုအသင်းမျိုးကိုရှုံးတာအိမ်ကွင်းကစားရန် ကောင်းတယ်ဗျဟုတ်ကဲ့တလက်စားရဲမိတ်ဆက်ပေးချင်တာကျွန်တော်ရဲ့အခုဗီဒီယိုလေးကိုကူညီပံ့ပိုးထားတဲ့ Football King မှာ Football King မှာ Ibak 69ကို9ဒလုံးမစ်နဲ့ Sport 69ကိုတို့ကစားလို့ရပါတယ်။အရင်ကပြင်ပပေါက်ကြီးစားတဲ့တိုင်းကစားနိုင်တယ်လို့ပန်းကွင်းတွေလည်းကစားလို့ရပါပြီ။အသေးသေးတော့ဗမာမဲ့6ဒလုံး9ဒလုံး9ဒလုံးနဲ့9ချော့3ဒလုံး3ဒလုံးမှာဆက်သွယ်စုံစမ်းမိမြနိုင်ပါတယ်ခင်ဗျ။အဲ့ကျွန်တော်တို့ United ကိုဟိုပြန်ဖြစ်တွေးစရာတစ်ခုပဲရှိတယ်။ United ဒီဒီနေ့ရာဒီမှာ Europa League ရှုံးပွဲမကြုံတွေ့တာဟုတ်။အဲ့လိုရှုံးပွဲမကြုံတွေ့မှုနဲ့ ထတ်တူဒီပွဲစဉ်ကိုအကောင်းဆုံးကစားမယ်ဆိုရင်ဒါကျွန်တော်ပြောနေကြဟိုမျက်နှာနှစ်ဖက်နဲ့ပုံစံမျိုးပေါ့နော်ပရီးမီးယားလိမှာတော့တခြားအသင်းများယူရိုပါလိမှာတော့ယူနိုက်တက်ကတခြားအသင်းပုံစံမျိုးနဲ့ဆိုရင်တော့တေရလက်တော့ခမန်းနိုင်တယ်ပေါ့လေတေရလက်ကြပြီဆိုရင်ဒါအင်ကွင်းမှာဆိုရင်ဘယ်သူဘယ်ပုံမဆိုဖြစ်သွားနိုင်တယ်အင်ကွင်းရောက်လဲယူနိုက်တက်ကိုအရင်တော့အထင်ကြီးလို့မရဘူးဗျလိုင်ယွန်ရဲ့ပွဲတော့ကလည်းအတိုင်ပဲတိုးတော့အိပဲအိပဲနဲ့တော့တက်လာတဲ့ပုံစံမျိုးပေါ့နော်အရေးကြီးတာကလည်းဒါဘီဘောင်နဲ့ပွဲတင်မယ်အဲတစ်ဖက်ကပွင့်လင်းမြောက်တော့ပြဿနာအရင်မရှိဘူးအတော်တင်ဟော့စ်ပါပဲတက်တက် အဘယ်အသင်းပဲတက်တက် final ရောက်ရင် United ကအားကုန်ယုံပြီးတော့ကစားမှာပဲ။ TCB final က United နောက်ဆုံးကြော်ဖြတ်ရမယ့်အခြေအနေမျိုးဖြစ်ပါတယ်။သို့တော့လက်ရှိအချိန်မှာ United တသင်းလုံးကကစားသမားတွေထက်ကိုဟိုပို့ပြီးတော့ဗျာဆွမ်းဆောင်ရေးပိုင်းအမြင့်ရောက်နေတဲ့ကစားသမားတွေဒါဘီဘာအိုအသင်းမှာရှိတဲ့အတွက်ကြောင့်အထူးကူးပြုပြီးတော့ကစားပါလိမ့်မယ်ခင်ဗျ။အဲ့တော့ကျွန်တော် United ရဲ့ပွဲထွက်လူချင်းအခြေအနေကိုတစ်ချက်ဆွေးနွေးကြည့်အောင်။ဒါအနီဘက်က United ပေါ့နော်။ကျွန်တော်ဒီဘက်ကမြင်များစားကျွန်တော်မပြောလို့တော့ဘူး။ဒီရှေ့ကဝင်းကာ၂ယောက်ကိုပဲအဓိကထားပြီးတော့ပြောလိုက်မယ်။တစ်ဖက်ကတစ်ဖက်က Nico Williams ဖြစ်ပြီးတော့တစ်ဖက်က Inaki Williams ဖြစ်ပါတယ်အဓိက Nico Williams ဘက်ကဘလို့အခြေအနေမျိုးမဆိုတေချာ control လုပ်ရဖို့ရှိဒီလိုမှမဟုတ်ရင် Nico Williams လုတ်ချင်တိုင်းကိုခံရပါလိမ့်မယ်ထပါအဲ့တော့ United ရဲ့ကိုပေါက်တနေရာမှာ Andre Onana ပွဲထွက်လာဖို့ရှိနေတယ်။ CCB နေရာမှာ Harry Maguire ကလွယ်ပြီးတခြားကစားသမား ွက်ထွက်လို့မရဘူး။ Vedal Landelof ကယုံကြည်လို့ရတော့တဲ့ကစားသမားမဟုတ်ဘူးဗျ။အဲ့တို့ကြောင့်ခေါင်းကြီးကိုပဲပေါ်ထွက်ခွင့်တနေရာတေးကြပေါ့ကျွန်တော်ပေးရလိမ့်မယ်။ကျွန်တော်ဒီတစ်ဖက်မှာတော့ Linio ကိုကစားပါလိမ့်မယ်။ Yoro က SCB နဲ့ဆိုင် RCB မှာကစားတာပို့ပြီးတော့ကောင်းပါတယ်။ကျွန်တော်တစ်ဖက်ကတော့ Luke Shaw SCB ဖြစ်ပွဲထွက်ကောင်ပွဲထွက်လာနိုင်တယ်။ဒီနေရာမှာကျွန်တော် defensive line ကို အနေငယ်ဆွေးနွေးရမှာလူရှောကိုပွဲတော်ခွင့်ပေးတင်သလားပေါ့ဘုံမောင်းတဲ့ပွဲတွေမှာလူရှောရဲ့ဆွမ်းဆောင်ရည်ဒီအတော်လေးစိတ်ပျက်စရာကောင်းခဲ့တယ်လန်ဒလော့ဖ်ကယုံကြည်လို့မရဘူးဆိုပေမဲ့လူရှောထက်ဆိုင်ရင်တော့ CB ကစားသမားပိုစစ်တဲ့အတွက်ကျွန်တော်ကတော့ဒီ SCB တနေရာမှာလူရှောထက်ဆိုင်ရင်လန်ဒလော့ဖ်ကိုဦးစားပေးပြီးတော့ပွဲထွက်ခိုင်းတင်တယ်လို့ယူဆပါတယ်ခင်ဗျဆိုတော့ဒီကွင်းလည်း၃ယောက်တန်းပါဆိုရင်ဘယ်လိုပြောမလဲလန်ဒလော့ဖ်ပါလာချင်းဒီ Harry Maguire တယောက်တည်း Bob Lynn လုံးနေရတာ ထက်ပိုပြီးတော့အဆင်ပြေလိမ့်မယ် Landlof ကိုတိုင်လည်း ball play လုပ်နိုင်တဲ့အတွက်ကြောင့်ပါအဲ့တော့ကျွန်တော်ဝင်းဘတ်တွေကိုကြည့်လိုက်အောင်နော်အဲ့တော့ဝင်းဘတ်တွေမှာဆိုရင်တစ်ဖက်မှာ Mazra Urio ပဲထုတ်เสียရှိတယ် ဘာကြောင့်လဲဆိုတော့မဇရာဥရီကိုတိုင်ကဝင်းဘက်ကစားသမား66တယောက်ဖြစ်တဲ့အတွက်ကြောင့် CB မှာကစားနေရတဲ့ဆိုင်ကျွန်တော်ကတော့ဝင်းဘက်ဆော့တာပို့ပြီးတော့ကြိုက်တယ်ဒီကင်မရာထဲမှာတော့နည်းနည်းဖြောင်းမြင်ဖြစ်နေလိမ့်မယ်နော်ကျွန်တော်တစ်ဖက်မှာကတော့ Patrick Dorgu ကိုပဲထားစရာရှိပါတယ်ဒီပွဲမှာလည်း United အနေနဲ့တိုင်ဘက်အသင်းကိုတိုက်စစ်ကစားဖို့ထက်အဲ့လို pressing နေအရင်လှုပ်ဖို့အတွက်လည်းကျွန်တော်မရည်ရွယ်ဘူးဗျာမမျော်လင့်ဘူးပေါ့နော်ဘာကြောင့်လဲ pressing လောက်တာကျွန်တော်ရတာဘဇက်က pressing pressing လို့ပြောနေတာထင်းတလောက်မလွယ်ဘူးကစားသမားတွေ ပြဲသွားနိုင်တယ်အဲ့တော့ကစားသမားတွေကလည်းငကိုကလေးကပွဲပန်းနေတဲ့အတွက်ကြောင့်အားနေရနေရူဘင်အမော်ရင်စိတ်ကြိုက်ပရက်ဆင်လုံးနေမယ်ဆိုရင်အချိန်ကြာလာတိုင်းနဲ့မျှတစ်ဖက်ကဘောပိုဇက်ရှင်တွေအတာကြီးယူတာကိုလွယ်လွယ်ကူကူနဲ့ခွင့်ပြုရလိမ့်မယ်အဲ့တော့ကြောင့် ခံစစ်ကိုပဲလုံးဝ low block deep block defensive overload လုပ်နေတာကောင်းပါလိမ့်မယ်။ကျွန်တော်ကျွန်တော်ဒီ DM နှစ်နေရာမှာတော့ manual ugarte နဲ့ casmero ကိုပဲအသုံးပြုလာဖို့အခြေအနေတွေအများကြီးရှိတယ်။သူတို့နှစ်ယောက်ကိုပဲသုံးရမှာ။ casmero ကတော့ကျွန်တော်မြင်ရတဲ့လောက်ပြောမယ်ဆိုရင် EPL ပွဲတွေမှာအရင်အစ်စ်မပြေပေမဲ့အဲ့လိုတပွဲတို့ပလန်နဲ့ကစားမဲ့ tournament မျိုးတွေမှာ ကက်စမီရိုဒီဒီယာဒီမစိုးလာတဲ့ဆွမ်းဆောင်ကြီးပြတာတယ်ကက်စမီရိုကိုထိုင်မယ်တစ်ဖက်ကမန်ဂျူရောဥကာဒီဘောဝင်နေလိုက်လို့မယ်ဆိုရင်ဒီနောက်တန်း၃ရောက်တဲ့ central zone မှာတော်တော်လေးဒီဖြစ်သွားနိုင်တယ်ကျွန်တော်ဝင်းဘက်တရားတော့ဘယ်လိုပြောမလဲဒီ AM ကစားသမား၂ရောက်နဲ့အများနဲ့ချိန်ပြီးတော့ဆော့ရတယ်လိုအပ်ရင်လိုအပ်တယ်လို့ပေါ့တကယ်လို့ channel မှာ Nico Williams ကိုချိန်မယ်ဆိုရင် Bruno ကို RAM မှာထားလိုက်မယ် Bruno ရဲ့ walk attitude ကြီးနဲ့ဆိုရင် light theme ပါလိမ့်မယ် right wing back က Mazra Uri နဲ့ဒီဘက်မှာ Bruno ရှိမယ် Yan Phan ကနောက်တစ်ယောက်ကျွန်တော်အထဲဝင်သွားမယ်ဥကားဒီဘက်ထားပါတော့ 3ရောက်လောက်တိတိ channel မှာပြည့်နေပါလိမ့်မယ်မဆိုးပါဘူးကျွန်တော် central zone ထဲကိုကျွန်တော်ကြည့်မယ်ဆိုရင်တော့ဒီလို box shape ပုံစံမျိုးပေါ်သွားပါလိမ့်မယ် winger တွေကတော့သူတို့လောက်သူတို့အကောင်းဆုံး၈တက်နောက်စင်မှန်မှန်လုပ်ပါလိမ့်မယ်ရှစ်မှာကတော့ ramos wylan လဲပြီးတခြားကစားသမားထည့်เสียရမရှိပါဘူး am ကစားသမား၂ယောက်ကတော့ ariama bruno ထည့်မလား elian မှာကျွန်တော် aliandro garnacho ထည့်မလားတခုပဲကြည့်ရပါလိမ့်မယ်၂ယောက်ကတော့ပုံတည်မရှိပါဘူးလိုက်ပြီးတော့ပြောင်းစော့နေတဲ့အခြေအနေမျိုးပါ bruno ကိုတစ်ဖက်က chance create လောက်ခိုင်းစီခြင်းတော့တစ်ဖက်မှာ Aliandro Garner ချို Walker တစ်ကောင်းကောင်းနဲ့ Mazra Uri ကိုလိုက်ပြီးကူခိုင်းမယ်ဆိုရင် Inaki Williams strat အနည်းနဲ့အများတော့ control လုပ်ဖို့အထောက်ကူပြုလိုက်မယ်လို့တော့ထင်ပါတယ်။ဟုတ်ကဲ့ဒါကတော့ဒီညမှာရှင်ပြိုင်ကစားဖို့ရှိနေတဲ့ United နဲ့ Bilbao ပွဲစဉ်မှာ United တို့ပွဲထွက်လာနိုင်တဲ့ line နဲ့အခင်းချင်းကိုသုံးသပ်ဆွေးနွေးမှုလုပ်ခဲ့တာပါ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။